အခုဖတ်ပြမယ်ဝတ္ထုတိုလေးကယူဒီယာဝတ္ထုတိုလေးတစ်ခုပါလပေးဆိုင်ပန်ရှင်တယောက်အကြောင်းကိုခြေထားတာဝတ္ထုလေးကဒီလိုပါမောင်ဖြူဆိုပါတော့ပောင်ဖြူကလပေးဆိုင်ဖွင့်နေမနေ့ငါးနိုင်ဆိုရင်လပေးဆိုင်ဖွင့်နေည၈နိုင်ဆိုလပေးဆိုင်တင်တယ်သူလပေးဆိုင်ကချထားဘူးတာနဲ့ညီတော့ ယထာဘူးဓာတွေမှာသွားကျင်တဲ့ဒူတွေနားကျင်တဲ့ဒူတွေကသူတစ်ဖက်စဲမှာဝင်တယ်ထွက်တယ်သွားတယ်လာတယ်သူဆိုင်နေရမနေ့9နာရီတော့ခရီးရောက်ဖွင့်တော့ဒူစီတယ်ဒါပေမဲ့သူကညာ၈နာရီရောက်ရင်သူဆိုင်ကိုပိတ်တယ်ဘာကြီးဖြစ်နေလဲသူဆိုင်ပိတ်တယ်ပေးရလူတွေကဝိုင်းပြောနေမင်းရပူဖွင့်လိုက်လို့ရှိရင်ပိုးကြီးပိုက်ဆိုင်ရမှာဘောလို့ပြောတော့တော်ပြီးရညာ၈နာရီဆိုပိတ်တယ်အမီသားစုနဲ့ စချိန်ဖြုံးကိုလိုတယ်ဆိုပြီး तू ਆ ပြောတယ်။ညာရှင်နိုင်ပိတ်တယ်ပြီးရင် तू ਆ ဆိုင်းရှိမှာဘယ်လကလထိုင်နေသူ့ဝင်မှလည်းထိုင်ပြီးစကားပြောတယ်ဆိုလမ်းသွားလမ်းလာတဲ့အားလုံးနဲ့သူ့ကိုမြင်ကြ။ तू ਆ စိတ်ကောင်းစိတ်နာကောင်းလည်းရှိတယ်။အချိန်တော့ ਆ ဆိုရင်ចောင်းစုလေးတွေပြန်လာတော့မိုးရွာကြီးတောင်မှပြန်လာတော့ရွှေနေပေးနေရတွေ့တော့ तू ਆ ထွက်ပြီးတော့ယော့ယော့ဒီမှာရှီရှိတယ်ရေနဲ့ချက်တော့စေးကြဆိုပြီးတော့ចောင်းစုလေးတွေတွေကိုလည်း तू ਆ ကလေးတွေကိုလည်းသူကအဲ့တော်မျိုးတွေလုပ်တယ်ရက်ွက်ထင်းမှာလည်းသူကလူရာလေးတွေကိုခုတယ်အဲ့လေဖေးစိုင်းပဲရှိဘောအွန်ဖြူဘောဒီတော့နဲ့တည်းရဲ့မိုးကြီးရေရွာတဲ့တည်းရမှာမောင်ဖြူကသူ့ဆိုင်ကိုသိမ်းဖို့လုပ်အဲ့ဒီအချိန်မှာလူငယ်တယောက်ကဆိုင်ထဲကိုဝင်လာပြီးတော့သူ့ကိုတနက်နဲ့ချိန်ပြီးတော့မင်းရဲ့ပိုက်ဆံနေပေးဆိုပြီးတော့ down အဲ့ဒီမှာမောင်ဖြူက ဟာမင်းကတရနဲ့ချိန်စီရမလိုပါဘူးမင်းတနတ်ချာငါပေးမယ်ပိုက်ဆံရှိသည်မြအကုန်ပေးမယ်လူငယ်လေးကဘာပြောလဲဆိုတော့မာခရလိရှာရှိမလီနဲ့ကျုပ်ကိုပိုက်ဆံပေးကျုပ်ပိုက်ဆံမယ်လို့ကျင်တယ်လို့ပြောတယ်ဟိုကောင်ကပေးပါမယ်ဘာမှမပူနဲ့ဒီငွေတရနဲ့မှရှိတဲ့ပိုက်ဆံတွေအားလုံးမင်းငါပေးပါမယ်ပိုက်ဆံထက်အကြီးကြီးရရှိတယ်အမင်းပိုက်ဆံလို့ရင်ပေးမယ်ဒါမှမဟုတ်အဲ့လူငယ်ကိုဘာပြောလဲဆိုတော့မင်းချီရတာတဲ့ လူကောင်းနဲ့မင်းအမေနေမကောင်းလို့လားအဖေနေမကောင်းလို့လားမိမနေမကောင်းလို့လားမသိဘူးမင်းပိုက်ဆံလူတွေအတွက်ကြောင့်မိသီးရလောက်ရတယ်လို့ထင်တယ်ဆိုပြီးပြောတယ်အရောခိဆမ်းရှိဘူးယော့ဒီမှာပိုက်ဆံယူသွားမင်းဂျိုဝါတော့ငါတို့ကပိုက်ဆံတရားလို့ရတယ်ယော့ဒီမှာယူဆိုပြီးတော့ပိုက်ဆံအောင်ပေးပါတယ်အတနာကြီးနေတော့မချိန်ဝမ်းနဲ့ကွာတယ်သနတ်ဆိုတာ မကောင်းဘူးအဲ့မှာလူငယ်ရတယ်သူအင်အားတင့်နေပြီတခြားလူတို့မခုခံမင်းသူ့ကိုမိုက်ဆန်ထုတ်ပေးတဲ့အခါကျတော့လူငယ်ကဘာပြောရလဲမသိဘဲနဲ့ထိုင်ကြသွားတယ်။အဲ့နဲ့သူကမေးတယ်ဘာဖြစ်ကြတယ်တဲ့။ဘာမှားလို့လဲတဲ့။ဘသူဘာဖြစ်လဲလို့မေးတော့လူငယ်ကငိုပြီးတော့ပြောတယ်တဲ့။မင်းပြောရတဲ့အတိုင်းမှန်နေတဲ့။ငါမင်းဒီမကောင်းလို့ခုဖို့ဆေးဖို့မရှိတော့ငါဒါလောက်ရတာပါတဲ့။ငါထားမှမလုပ်ဘူးလို့ပြောတယ်။ ပြီးတော့လူငယ်တွေကဘာပြောလဲဆိုတော့ရောတဲ့ဒီသနာလည်းမလိုဘူးတဲ့အမေမေယူလိုက်တော့ဆိုပြီးတော့ဆန်ရှင်ကြီးကိုပေးတယ်ပြီးတော့ပိုက်ဆံလင်းရတဲ့အမလိုတော့ဘူးတဲ့ဒါပေမဲ့ဆန်ရှင်ကြီးကပြောတယ်မင်းပိုက်ဆံလိုရလေးတဲ့မင်းအမေကိုကုဖို့အတွက်ဆိုပြီးတော့အဲ့လိုနဲ့ပဲသူတို့နှစ်ယောက်လမ်းခွဲသွားကြတယ် စရန်လေးရတော့ထားပါမယ်။တင်ခါစာယူစီရရဲ့အများကြီးပါတော့ဘူး။နားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။